မင်္ဂလာပါဒီနေ့ဆရာမကဒီစာမျက်နှာ126ရဲ့ကိုဒသမလေးကိုရှင်းပြမှာဖြစ်ပါတယ်။မြေချင်းတဲချင်းကြောက်ချင်းတွက်နီဆိုတော့အာဒီမြေချင်းနေတဲချင်းနေကြောက်ချင်းနေတွက်တဲ့အခါမှာဘယ်လိုတွက်မလဲပေါ့နော်ဒါဒီသင်ငန်းစာကိုသင်ပြီးသွားလို့ရှိရင်ဒါကိုတကယ်လက်သေးဘဝမှာ အသုံးချလို့ရတာပေါ့နော်လမ်းပြင်ခြင်းလမ်းပေါက်ခြင်းအဆောက်အအုံများပြင်ဆင်စောက်လုပ်ခြင်းတို့တွင်တဲ ကျောက်ဆရက်ခဲကဝင်းကျောင်းမြေကြီးအစားရှိတဲ့ပစ္စည်းတွေကိုအသုံးပြုရတယ်ဒါသိပြီသားဟုတ်ပြီနော်လမ်းဖောက်မယ်လမ်းပြင်မယ်အဆောက်အုံတွေဆောက်မယ်ဆိုရင်တဲတွေသုံးရတယ်ကျောက်ဆရက်ခဲတွေသုံးရတယ်ကျောက်ခဲကဝင်းကျောင်းတွေသုံးရတယ်မြေကြီးတွေသုံးရတယ်အဲ့ဒါတွေကဒီပစ္စည်းတွေရဲ့ပမာဏကိုကျောင်းဆရာမတော်ကဂျင်းနဲ့ဖော်ပြတယ်တဂျင်းတဂျင်းသုံးခြင်းပေါ့နော်ဥပမာအားဖြင့်တဲတဂျင်းကျောက်တဂျင်းမြေကြီးတဂျင်းဆိုပြီးတော့မှခေါ်ဝေါ်ပြီးတော့မှရောင်းဝယ်မှုတွေပြုလုပ်ကြရှေ့မှာတော့ဆရာမတော်တစ်တွေတုံးကကြတော့တန်တန်နဲ့ဝယ်တာ တစ်တတန်နှစ်တန်သုံးတန်ပေါ့နော်ဒါကလေးတို့ကြားဘူးနာဝါရှိပါလိမ့်မယ်ကိုအိမ်ကတဆောက်တဲ့အချိန်မှာတစ်တေဝဲတဲ့အချိန်မှာဒီကြောက်ခဲတွေအာဒီသဲတွေဝဲတဲ့အချိန်မှာကျင်းနေနေဝဲတယ်တကျင်းတကျင်းအဲ့လိုမျိုးပေါ့နော်ကိုကကြားတော့ကြားတယ်ပေါ့နော်ဒါပေမဲ့ဘလို့တက်မလဲဆိုတာကြတော့မသိဘူးဆိုတော့ဒီသင်ငန်းစာလေးပြီးသွားတဲ့အချိန်မှာတော့ဒါဘလို့တက်လက်ဘလို့တွေ့ရမယ်ဘလောက်ကြားရလဲဒါမျိုးလေးတွေသိသွားမှာပေါ့နော် တဲဖြစ်စီကြောက်ဖြစ်စီမြေကြီးဖြစ်စီတဲပဲဖြစ်ဖြစ်ကြောက်ပဲဖြစ်ဖြစ်မြေကြီးပဲဖြစ်ဖြစ်ဒကျင်ကျွန်တော်ကျင်းနဲ့ဝဲတယ်တဲဒကျင်ကြောက်ဒကျင်မြေကြီးဒကျင်ဒါပေမဲ့အဲ့ဒီဒကျင်ဆိုတာကိုဘယ်လိုတိုင်းမလဲဆိုရင်တရာကုပပီတရာကုပပီရှိလို့ရှိရင်သူ့ဒကျင်လို့ခေါ်တယ်ဒကျင်ညီမချင်းတရာကုပပီဘာပါပီနော်ဒကျင်ညီမချင်းတရာကုပပီဆိုတော့ ဲ့ဒါလေးကိုကလေးတော်ကစက်ထားရမယ်။တခြင်းဤဒုတဲ့ကိုအောက်ပါပုံဖြင့်ဖော်ပြထားပါသည်။ခုတ်ပြီးဒီတရားကူပါပေဆိုတာကတော့အလျားဘလောက်လဲအနံဘလောက်လဲအမြင့်ဘလောက်လဲဆိုတဲ့မင်းကွန်းရှိလာလိမ့်မယ်။အလျားသည်၁၀အနံသည်၁၀အမြင့်သည်၁အလျားအနံအမြင့်ဒီလိုရှိမယ်။အဲ့ဒီထဲမှာဒီမှာရှိတဲ့အပြည့်ဒီမှာဘာလို့တဲပေါ့တဲအပြည့်ဒီလောက်အပြည့်ဒီဘလောက်ရှိလဲဆိုတော့တရာကုဘပေရှိတယ်သူရဒုတဲကအဲ့ဒီတရာကုဘပေဒီတခြင်းရှိတယ် ဒါဟုတ်ပြောတာဟုတ်ပြီနော်အစတော့တခြင်းဆိုတာဘယ်လောက်လဲတရာခုပါပဲတရာခုပါပဲဆိုတော့အလျား30အနန်30အမြင့်တက်ဒါပြနော်အဲဆိုဒီလိုလေးတိုင်းထားပြီးတော့မှဒီထဲမှာကြောက်ခဲဖြစ်ဖြစ်မြေကြီးဖြစ်ဖြစ်သဲတွေဖြစ်ဖြစ်ထဲလိုက်လို့ရှိရင်ဒါတရာခုပါပဲရှိမယ်အဲ့ဒီတရာခုပါပဲဒီကျွန်တော်တို့ရောင်းဝယ်လုပ်တဲ့ခါမှာအသုံးပြုတဲ့တခြင်းလို့ခေါ်တာဟုတ်ပြီနော်ဒီထဲမှာဆန်တဲ့ပမာဏဒီထဲမှာဆန်တဲ့ကြောက်ခဲတွေဒီတခြင်းဖြစ်တယ် ညာပြီเนาะအဲ့ဒါဆိုရင်တခြင်းဒီဘလောက်လဲ100ကုဗပီရှေ့မှာတော့တဒန်ဒီ50ကုဗပီညာမနော်ဆိုတော့ဒီမှာပုံစံအတွက်တစ်ကိုသွားလိုက်မယ်အလရာ7နှစ်ပီအနံ9ပီအမြင့်နှစ်ပီရှိတော့ကြောက်စရစ်တပုံတွင်ကြောက်ချင်းပေါင်းမြင်မြရှင်ဒါတပုံပေါ့ဒါအပုံတပုံပုံထားတယ်သူ့ရဲ့အလရာက7နှစ်ပီ အလျားဆက်နှစ်ပေရှိတယ်အနံ့ဒီကိုပေရှိတယ်အမြင့်ဒီနှစ်ပေရှိသူ့ကိုဆရာမတော်ကတစ်ချင်းလားနှစ်ချင်းလားသုံးချင်းလားအဲ့ဒီကကျင်းနဲ့တွက်ပေးရမယ်ဆိုတော့ကျင်းနဲ့မတွက်ခင်အလျားအနံ့အမြင့်ပေးကြရပါပဲရမှာလေကုဘပေရမယ်ရတဲ့ကုဘပေကိုကျင်းပြောင်းပေးရမယ်ညပြီနော်ဒါဆိုတော့ကြောက်စရက်တပုံရဲ့ဒုတယ်ကိုရှာခြင်းနဲ့ အလျားအမြောက်အနံ့အမြောက်အမြင့်ဒီမှာတော့သူကပေနဲ့ပေးထားတယ်ဒါဆက်နှစ်ပေဒါကိုးပေဒါနှစ်ပေဆိုတော့ဇမရိုကဒီ unit ပြောင်းရတဲ့အလုပ်ကဒီမှာလုပ်เสียမလို့တော့ဆိုတော့အလျားဆက်နှစ်အနံ့ကိုအမြင့်နဲ့မြောက်လိုက်မယ်ဆိုတော့ပေ3ခုမြောက်တော့ကုပပေးရတယ်236ကုပပေးဒါမြောက်ပြစရာမလိုတော့ကျမတို့သူကကုပပေးကိုဗာနဲ့ရှာခိုင်းလဲဆိုတော့ကျင်းပေါင်းဘလောက်လဲဆိုတော့ကျင်းကိုရှာခြင်းတော့သူတို့ရဲ့ဆက်ဆက်ချက်တည်းတရာကုပပေးတစ်ချင်း ပရာကုဘပဲကြောက်စရဲတခြင်းလိုချင်တာနဲ့ရ16ကုဘပဲဆိုတော့ပိုင်းဝေရနဲ့ရ16ပိုင်းခြေတရာခုနလိုပဲเนาะဘိုးလိုချင်တာပိုင်းဝေမှာထားလိုက်တယ်နှစ်တသမ16ဂျင်းဆိုရရလိုက်တယ်216ကိုတရာနဲ့စာနှစ်တသမ16ဆိုတော့ကြောက်ဂျင်းပေါင်းနှစ်တသမ16ရှိဆိုတော့အလျား12ပေအနံ9ပေ အမျက်9ပေရှိတဲ့အထိအကြောက်စရဲပုံတပုံကဒီဒုတိယအဖြစ်က116ကိုပါပဲရှိတယ်ဂျင်းကကြတော့နှစ်တသမ16ဂျင်းရှိတယ် ရပြီနော်။ကဲနောက်တစ်ခုပုံစံတွဲနှစ်ခုသွားလိုက်မယ်။လန်ခင်းရဲ့ကဝင်ကြောက်အပုံ20ဝယ်ယူရမယ်။လန်ခင်းဖို့ရန်အတွက်ကြောက်ကိုအပုံ20ဝယ်ယူရသည်။ဝယ်ယူရမည်။ကဝင်ကြောက်တပုံအဲ့ဒီကတပုံကကြတော့အလျားက15ပေအနံ6ပေအမြင့်ကတလောက်ရှိတယ်။တခြင်းကိုကြတော့8000ကျပ်။တခြင်းကို8000ကျပ်နဲ့ဝယ်ရမယ်ဆိုရင်ကဝင်ကြောက်ဖို့ဘယ်လောက်ကြမှာလဲ။ဆိုတော့ဆရာမတို့ကဘယ်ရဆမလဲဆိုတော့တန်ဖိုးကိုလိုချင်တာ။ နော်တန်ဖိုးကိုလိုချင်တာဆံမလို့ရှာချင်တာကတန်ဖိုးတန်ဖိုးကိုရှာဖို့ရန်အတွက်ဒါဒီဘယ်နဲ့ကျင်းရှိလဲဆိုတာမသိဘူးဆိုတော့တန်ဖိုးမရှာခင်မှာဆံမလို့ရှာရမှာဒီကျင်းနော်ဒီအလျား15ပေအနံ6ပေအမြင့်၄အသုံးပိုင်းတစ်ပိုင်းပေရှိတဲ့ဒီကြောက်ပုံ အပုံ20တပုံကဒီလောက်ရှိတာဒါကတပုံနော် အဲ့ဒီရဲ့အပုံ20ရဲ့ကျင်းကိုဆရာမတော်မသိဘူးအဲ့ဒီကျင်းကိုရှာဖို့လို့အတွက်ဆိုရင်ဆရာမတော်ကအရင်ဦးဆုံးဘာကိုရှာလဲဆိုတော့သူကအလျားအနံအမြင့်ပေးထားတာဆိုတော့ကုဘပေကိုရှာမယ်ကုဘပေဒီ20အတွက်ရှာမယ်20အတွက်မရှာခင်မှာအရင်ဦးဆုံးတစ်ပုံရဲ့ကုဘပေကိုရှာပေးရမယ် ဟုတ်ပြီနော်တပုံမှာဘယ်နဲ့ပေးဘလောက်ဒုတယ်ရှိတယ်လဲဆိုရယ်ကုဘပေးဦးရှာအပုံ20ကဒုတယ်ဘလောက်ရှိလဲကုဘပေးဦးရှာအဲ့ဒီကုဘပေးကနေကျင်းကိုပြတကျင်းမှာဆိုရင်ဒီလောက်တန်ဖို့ဆိုရင်ဒီရထားတဲ့ကျင်းမှာဆိုရင်တန်ဖို့ဘလောက်လဲဆိုရယ်တန်ဖို့ရှာဒီအောက်ကနေဆရှာလိုက်ဟုတ်ပြီနော်ဆိုတော့ဂဝင်ကြောင့်တဘုံရဲ့ဒုတယ်ကိုရှာမယ်အလျာအမြောက်အနံအမြောက်အမြင့်အလျာဒီ15တပိထားပြီးသားဒီမှာဘာမှမရှိဘူး15အမြောက်6အမြောက်ဒါ၄၃ပိုင်းတစ်ပိုင်း နော်တော့ရှင်းလိုက်တယ်သူ့ကိုဘယ်လိုရှင်းလဲဆမ်းမမရှင်းပြတော့ရမလားဒီမှာဆိုရင်၄3 2733 34 3 4 35 4330မြောက်73ဒါ73 3039 390ရသွားရဟုတ်လားဆိုတော့ဒါဒီဘာအတွက်ရတာလဲဆိုတော့ဒပုံရဲ့ဒုတယ်ကိုရတာဆရာမတို့ဒီမှာပြောထားတယ်ဒပုံရဲ့ဒုတယ်ရပြီဆိုအပုံ20ရဲ့ဒုတယ်ရှာပြီအပုံ20ရဲ့ဒုတယ်ဆိုတော့ဂဝင်ကြပုံ20ဤဒုတယ်လို့ကျင်တော့20နဲ့မြောက်လိုက်ပြီ390အမြောက်20ရသွားပြီနော် 390မြောက်20သူကမရှင်းထောင်းရှင်းရင်လည်းရတယ်မရှင်းရင်လည်းရတယ်ဒါသည်20ရဲ့ဒုတယ်ရထားတဲ့ဒီကုဘပေကိုမှဆရာမတို့ဘာပြောရမလဲဆိုကျင်းပြောင်းရမယ်ကျင်းမပြောင်းမနဲ့တွက်လို့မရဘူးဆိုတော့တို့ရဲ့ဆက်ဆက်ချက်သည်တရာကုဘပေကဝင်ကြောက်တဲ့ချင်းခုဟာဒီဆရာမတို့ဆီမှာရှိတာက390မြောက်20ကုဘပေရှိတယ်အဲ့ဒီ address ဆိုရင်ကြတော့ဘယ်လောက်လဲ390အမြောက်20ကို100နဲ့စာလိုချင်တာပိုင်းဝေးမှာထားလိုက်တယ်ဟုတ်လားနော်ဆိုတော့သူက၃ညရဲ့ ၃ညနှလုံးတရ၃ညနှလုံးရှင်းလိုက်တော့39မြောင်းနဲ့က88ကျင်းရပြီနော်ကျင်းအဖြစ်ဘယ်လောက်ရှိသွားတယ်လဲဆိုတော့80နဲ့8ကျင်းရှိပြီဟုတ်ပြီအဲ့ဒီရထားတဲ့ကျင်းရဲ့တန်ဖိုးကိုရှာမယ်ဒကျင်းဒကျင်းမှာဘယ်လောက်လဲ8 8000ကျက်ဒကျင်း8000ဆိုရင်88ကျင်းဘယ်လောက်လဲအဲ့ကနေရှာမယ်နော်ဆိုတော့ဆရာမတို့ရဲ့ကြောက်ကျင်းပေါင်းက88ကျင်းရှိတယ်။ကဝင်ကြောက်တဲ့ကျင်းက8000ကျက်ဆိုရင်88ကျင်းအတွက် 8188ပေါ့နော်ဒါရှင်းရှင်းလေးဒါဆိုရင်ဒီနှစ်ခုမြောက်လိုက်တယ်88ရဲ့ရှေ့ရမြောက်624ဆိုတော့ကဝင်ကြောက်ဖို့ကဒီမှာခု10ရာ1300 63400ကျက်ဆိုရရရပြီနော်ဘာမှလည်းမခက်ပါဘူးဟုတ်လားပုံစံအတွက်သုံးကိုကြည့်မယ်အလျား60ပင်အနယ်40ပင်ရှိတဲ့မျက်ခင်းတစ်ခုရဲ့အပြင်ဘက်ပက်လေတွင်အကျဲ3ပင်ရှိတဲ့လူသွားလန်တစ်ခုရှိတယ်ဆိုတော့ပုံပေးထားတယ်ဆိုတော့ပုံလေးကိုအရင်ကြည့်အောင်ဒီမှာဒါကပုံပဲသူပေးထားတဲ့ပုံ ဟုတ်ပြီနော်ဆိုတော့ဒီမှာကအလျား60ပေအလျား60ပေရှိတယ်အာဒီလူသွားလဲဒါလေးကလူသွားလဲလေးအဆောဒါလေးကလူသွားလဲနော်ခဏလေးဆင်မရှင်းပြမယ်ဒါလေးကလူသွားလဲဆိုတော့အလျား60ပေဒါကအလျား60ပေနော်ဒီမှာပေးထားတယ်အနံ40အနံ40ပေရှိတဲ့မြက်ခင်းဒါကြီးကမြက်ခင်းကြီးအဲ့ဒီရဲ့မြက်ခင်းရဲ့အပြင်ဘက်မှာ အပြင်ပတ်လဲမှာဘာရှိလဲဆိုလူသွားလန်းရှိတယ်ဒါလူသွားလန်းအဲ့ဒီရေလူသွားလန်းဒါလူသွားလန်းဒီဘလောက်မြင့်လဲဆိုအကျဲဒါအကျဲဒီဒီကနေဒီကိုလာမဲ့အကျဲဒီကနေဒီကိုအကျဲဒီ၃ပေရှိတယ်နော်သူကလည်းပြထားပြီးသားပါဒါ၃ပေရှိဒီဘက်ကလည်း၃ပေဒီလိုလည်း၃ပေဒီလို၃ပေရှိဟုတ်ပြီနော်ကြည့်ဒါဆိုရင်ဒါတည်သွားပြီဆိုရင်ကကြီးကဘာပြောလဲဆိုတော့ထိုလန်းတွင်အဲ့ဒီလန်းမှာဆက်မဒီလန်းမှာပေါ့နော်၃လက်မှာ ဒါက3လက်မ3လက်မမြင့်အောင် ကြောက်စရက်ခင်းမယ်ဒီမှာရှိနေတဲ့ဒီဟာလေးကိုမှ3လက်မမြင့်အောင်ကြောက်စရက်ခင်းမယ်ဆိုရင်ကြောက်ချင်းပေါင်းဘလောက်လိုတလေတဲ့ကြောက်ချင်းပေါင်းဘလောက်လိုတလေဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ဒီမှာလိုအပ်မဲ့အဲဒီကြောက်ဒီရဲ့ဒုတွေကိုရှာရလိမ့်မယ်ဒါလေးရဲ့ဒုတွေဒုတွေကိုရှာဖို့အတွက်ဆိုရင်ဆရာမတို့ဘာလိုလဲအလျားအမြောက်အနံ့အမြောက်အမြင့်လိုမယ်ဆိုတော့ဆရာမတို့၃မဲ့ အဲဒီကြောက်ခဲပေါ့နော်သူ့ကိုကြောက်စရက်တည်းဒီမှာလောင်းမဲ့ကြောက်စရက်တည်းဒီပြောပြပြီးသူကသုံးလက်မလို့ပြောထားတာနော်အမြင့်ကသုံးလက်မဆိုတာတည်သွားပြီအဲ့ဆိုတော့ဒီမှာအလျားအမြောက်အနံကိုအရင်ဆုံးရှာမယ်အလျားအမြောက်အနံဒီဘယ်ဟန်နဲ့ရှာမလဲအဲ့ဒီအလျားအမြောက်အနံမရဘဲနဲ့လေဆရာမတို့ကဆက်ပြီးတော့တွေ့လို့မရတော့ဆိုတော့အလျားအမြောက်အနံဆိုတာဧရိယာကိုပြောတာဟုတ်ပြီနော်ဆိုတော့ဧရိယာအမြောက်အမြင့်ရှာရင်လည်းရတာပေါ့ဒါဆိုရင်သူရဲ့ဧရိယာကိုဘယ်လိုရှာမလဲဒီ ဒီလမ်းလေးရဲ့ area ပေါ့နော်ဒီလူသွားလမ်းလေးရဲ့ area ရှာကျင်တော့ဆမရောရဲ့ဒီတစ်ခုလုံးရဲ့ area ဒီအာဒီတစ်ခုလုံးပေါ့နော်လူသွားလမ်းရောမြက်ခင်ရောအပါဝင်ဒီတစ်ခုလုံးရဲ့ area ကနေပြီးတော့မြက်ခင်ရဲ့ area လေးကိုနှုတ်လိုက်လို့ရှိရင်ဆမရောရဲ့လူသွားလမ်း area ကိုရမယ် area ဆိုတာအလျားမြောက်အနံမလားဒါဆိုရင်အလျားမြောက်အနံကိုရပြီပေါ့ area မြောက်အမြင့်နဲ့တွေ့လို့ရတယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်အဲ့ဒီနေရာအဖြစ်ဆရာမတို့ကအလျားအမြောက်အနှံကိုရှာရလိမ့်မယ်ဆိုတော့ပထမအဆုံးကာချင်း ကျွန်မတို့ခခွေကိုမိကောမဖက်သေးဘူးဟုတ်ပြီနော်ကကြီးမှာမြက်ခင်းရဲ့ area ကိုရှာလိုက်တယ်ဒီမြက်ခင်းရဲ့ area မြက်ခင်းဒီအလျား60အနံ3အနံ40ဆိုတော့60မြောက်40ရပြီနော်စတူရန်ပေစတူရန်ပေသူကပေတွေနဲ့ပေးထားတာဆိုတော့စတူရန်ပေဆိုပြီး unit ရမယ်6လေးလီ20လေး300ထည့်လိုက်တော့2000နဲ့လေးရစတူရန်ပေဒါဒီမြက်ခင်းရဲ့ area ရပြီတစ်ခုလုံးရဲ့ area ရှာမယ်အပြင်ဘက်အဒီမြက်ခင်းရဲ့ area ပြီးတော့ ဒီအပြင်ဘက်ရဲ့ဧရိယာရှာမယ်အပြင်ဘက်ရဲ့ဧရိယာရှာဖို့ရန်အတွက်ဒီအပြင်ရဲ့အလျားဒီအပြင်ရဲ့အနံကိုမသိဘူးဆိုတော့အပြင်ရဲ့အလျားနဲ့အပြင်ရဲ့အနံကိုရှာရလိမ့်မယ်အပြင်ရဲ့အလျားဒီဒါလေး၆၀ဒီနဲ့ဒီဒီ၆၀ဒီဘက်မှာပိုလာမှာလမ်းဒီဘလောက်လဲဆိုတော့၃ပေဒီဘက်ကလမ်းဒီ၃ပေဆိုတော့၆၀ပေအပေါင်း၃ပေအပေါင်း၃ပေဒီမှာနော်ဒါသူ့ရဲ့အလျားရတာ ဟုတ်လားအပြင်ဘက်ဧရိယာရှာခြင်းတော့ဒီဧရိယာရဲ့အလျားဆိုရင်ဒါလေးရ60ဒါက3ဒါက3ဆိုတော့60နဲ့6ဆိုပဲရရောအဒီကအနှံအနှံကျတော့ဒါက40ဒီဘက်ကလက်လူသွားလမ်းက3ဒီဘက်ကလူသွားလမ်းက3 3ရယ်3ရယ်ပေါင်းလိုက်တော့46အလျားအနှံရသွားပြီအဲ့ဒီခါကျမှအပြင်ဘက်ရဲ့ဧရိယာဒီတစ်ခုလုံးရဲ့ဧရိယာရှာမယ်အလျားဒီဒါ66ဒီဘက်ကဒါက46 66မြောက်46မြောက်လိုက်တော့3036 student ပြီး နော်မြောက်တာမပြောတော့ဘူးခဲဒါဆိုလို့ရှိရင်ကျွန်တော်ဒီတစ်ခုလုံးရဲ့ area ဒီ3036 student ပဲဒီမြက်ခင်းရဲ့ area က2400 student ပဲဒီတဲကနေဒီကိုနှုတ်လိုက်လို့ရှိရင်ဆရာမတို့ရပါသည်ဒီလူသွားလန်းလူသွားလန်းရဲ့ area ကိုရမယ်ဒါဆိုရင်လမ်းရဲ့ area ကိုလိုချင်တော့ဆရာမတို့ဒီရထားတဲ့တစ်ခုလုံးပေါ့နော်ဒီတစ်ခုလုံးအပြင်ဘက် area တစ်ခုလုံးကနေပြီးတော့မှဆရာမတို့ရဲ့ဒီမြက်ခင်းရဲ့ area လေးကိုနှုတ်လိုက်တယ်နှုတ်လိုက်တဲ့အခါမှာကျန်တာဒီ636 student ပဲ ရပြီเนาะဒါဆိုရင်ဒါလေးရဘာရဲ့ area လဲဆိုဒီမြက်ခင်းရဲ့ area area ဆိုတာအလျားမြောက်အနှံဆိုဒုတေရှာဖို့အတွက်အလျားမြောက်အနှံအမြောက်အမြင့်ကရှိပြီသားသုံးလက်မဆိုတော့လမ်းရဲ့ဒုတေလိုချင်ရဲ့အလျားအမြောက်အနှံအမြောက်အမြင့် area အမြောက်အမြင့်ဒီလိုလဲရှာလို့ရတယ် area အမြောက်အမြင့်ဒါ G6 မှာသင်ခဲ့ပြီသားဟုတ်ပြီနော်အဲ့တော့သိတယ်လေ area ဆိုတော့အလျားမြောက်အမြင့်ဆိုတော့တူတူပဲဆိုတာသိတယ်ဆိုတော့ area ရထားပြီးပြီ 636အဒီ student ပဲပြီးလို့ရှိရင်အမြင့်ဆိုတာသိတယ်ခုနကမှဆရာမဒီမှာရေးပေးထားတယ်သူက3လက်မကိုအမြင့်တင်ချင်တာအဲ့ဒီ3လက်မအမြင့်ကိုဆရာမတို့ကမလုပ်ချင်တာလေဆိုရင်ကြောက်ခဲတွေကိုခင်းလိုက်ချင်တာကြောက်စရဲခင်းချင်တာဆိုတော့ခင်းချင်တဲ့ကြောက်စရဲက3လက်မဆိုတော့အဲ့ဒီအမြင့်နေ3လက်မကိုဒီမှာရေးရမယ်လက်မနဲ့တွက်လို့မရတော့ပေးပြောင်းရမယ်ပေးပြောင်းတော့စနစ်နဲ့စား636 အမြ၃ဘိုင်း၁၂ဘိုင်းရပြီနော်အဲ့တော့သူ့ကိုရှင်းရင်စနစ်တလေစနစ်စနစ်၅လေ60 60ဆိုတော့3ကျန်60လိုက်တော့36ဆိုတော့စနစ်3လေ36ဆိုတော့စနစ်တလေစနစ်53လေ636 53အမြောက်3မြောက်လိုက်တော့33လေကို93လေ55 159ခုပါပြီခဲ့ရပြီကျွန်တော်တို့လိုချင်တဲ့ဒီလမ်းရဲ့ဒုတဲ့ရသွားပြီ နော်ဆမရုကဒုတယ်လို့ကျင်တာလားဆိုတော့မဟုတ်ဘူးအဲ့ဒီကလမ်းမှာကြောက်ခြင်းနေဘလောက်ရှိလို့တလဲဆိုတော့လို့ရှာခြင်းလာကြောက်ခြင်းပေါင်းဘလောက်လို့တလဲဆိုတော့ရှာခြင်းလာဒါဆိုရင်ဒီမှာရှိတဲ့159ဆိုတဲ့ဒီကုဘပေကိုဆမရုကကျင်းဖွဲ့ရတော့မယ်တခြင်းဆိုရင်ဘလောက်နှစ်ခြင်းဆိုရင်ဘလောက်ဆိုပြီးတော့ကြောက်ခြင်းကိုဘယ်နှခြင်းလို့တလဲဆိုတော့သိခြင်းလို့ဆိုတော့ကြောက်စရိတ်ခဲတာကခလေးတို့မှတ်ထားရမယ့်အချက်ကြောက်စရိတ်တရာကုဘပေကတခြင်း ဆမ်မတ်စီမှာရှိတာ159 159ကူပါပြီဆိုရင်ကြတော့ကိုလိုချင်တာဘိုင်းမိမှာထားလိုက်တယ်တင်းတက်မှ59ချင်းဆိုစဆမ်မတ်ကဒီဒီလန်ကလေးဒီ area ဘယ်လောက်ရှိရလဲဆိုတော့636 studio bay area ရှိတဲ့ဒီလန်ကလေးကိုဆမ်မတ်က3ပေအမြင့် sorry 3လက်မအမြင့်သုံးလက်မအမြင့်ကြောက်ခဲတွေထက်ထိုက်လိုက်ခြင်း ਨੇ ကြောက်စရဲ့ခဲလေးတွေထက်ပြီးတော့ခင်းခြင်း ਨੇ ဆိုရင်လိုရဲကြောက်စရဲ့ကတည်တည်တမ၅ခုချင်းလို့ရပြီနော် နောက်ခဝေရကြတော့ကြောက်တခြင်းက6000ကျပ်နှုန်းပေးရတယ်တဲ့ကြောက်တခြင်း6000ကျပ်နှုန်းပေးရပြီဆိုရင်လမ်းပြုတ်ပြန်အလုတ်သမားခသည်တစ္ဆုရန်ကိုက်က3000ကျပ်ဖြစ်သည်ကြောက်များတဲ့ယူခ8000ကျပ်ဆိုရင်လောင်းလမ်းအတွက်ကုန်ကြငွေစုစုပေါင်းဘယ်လောက်လဲဆိုရင်ကြောက်တခြင်းက6000ဆိုရင်ဆရာမတို့လိုတဲ့ကြောက်ကတိတိတမ5ကိုကျင်းလို့လားဆိုတော့အဲ့ဒီအတွက်ကုန်ကြအောင်ပါနော်အဲကြောက်တဲ့ခြင်းက6000ဆိုရင်တက်တက်မ5ခုချင်းအတွက်တစ်ချက်ရှာရမယ် ဟုတ်ပြီနော်ဘလောက်ကုန်မှာလဲသူဆွတ်စုပေါင်းဘလောက်ကုန်မှာလဲပြောထားတာဆိုတော့လမ်းပြုတ်ပြင်အလုပ်သမားခါက test 2ရန်ဂိုက်က3000ဆိုရင်ဒီမှာ stu ရန်ဂိုက်ဘလောက်ရှိတယ်လဲ server stu ရန်ပေနဲ့ထွက်ထားတာအဖြစ်ရနော် area ကလေဆိုတော့သူကကြတော့ stu ရန်ဂိုက်နဲ့တွက်ထားတယ်3000ဆိုရင် server စီမှာရှိတဲ့ area 636 stu ရန်က stu ရန်ပေမှာဆိုရင်ဘလောက်ရှိလဲဆိုတော့တစ်ချက်ရှာရမယ်နှစ်ချက်ရှိပြီကြောက်များတဲ့ယူခါက8000ဆိုဒီ8000ကတော့ ွက်เสียမှာလို့တော့သူ့ကိုထပ်ပေါင်းပေးရမှာနောက်ဆုံးမှာတစ်ချက်နှစ်ချက်သုံးချက်ဒီသုံးခုပေါင်းလိုက်ပြီဆိုမှဒီလမ်းဖြစ်ဖြစ်ဖြစ်လာဖို့ရန်အတွက်ငွေဘလောက်ကိုမလဲဆိုတာရမှာဟုတ်ပြီနော်ဒါဆိုရင်တစ်ချက်နှစ်ချက်ရှာရမယ်တူအားရှာเสียမှာလို့နောက်ဆုံးအဆင့်မှာပေါင်းပေးရမယ်သိုးပေါ့လားကဲဒါဆိုရင်ဆရာမတို့ကကြောက်တဲ့ခြင်းအတွက်ပေးရငွေကဒီဘက်ကိုကြည့်လိုက်မယ်နော်ကြောက်တဲ့ခြင်းအတွက်ပေးရငွေဒီ6000ကျပ်မိကုန်းထဲမှာပါတယ် ဆရာမတို့ကခုနကသုံးမဲ့ကြောက်တည်တက်တသမ5ခုချင်းအတွက်ဆိုလို့ရှိရင်ကြတော့6000အမြောက်တက်တသမ5ခုမြောက်လိုက်တော့9540ကျပ်တစ်ဆင့်ပြီးသွားပြီနောက်တစ်ဆင့်ရကြတော့လမ်းဧရိယာကဒီလောက်ရှိတယ်636စတူရန်ပြီးရှိတယ်အကုန်လုံးအဲ့ဒီဧရိယာကိုဆရာမတို့ကသူ့ရဲ့လောက်အားခါဒီဘလောက်လဲဆို10စတူရန်ကနော်ဟိုဘက်ကမိကုန်ကိုဆရာမမကြည့်တော့10စတူရန်ကိုင်းပါသေး3000ချက်ဆရာမတို့စီမှာရှိတာက စတူရန်ပဲ သူကပေးထားတာ student guide ဆိုတော့ဒီ pay ကိုပါပြောင်းရမှာလေ guide ပြောင်းရမယ် pay ကို pay ကို guide ပြီးပြောင်းပေးရမယ်ဆိုတော့ကျမတို့တပေးမှာ3 guide ရှိတယ်เนาะတပေးမှာ3 guide ကဲကျမတို့ဒီမှာကျတော့ area ဆိုတော့ဒီ ਆ ဒီတပေးသူကတပေးလို့ထားလိုက်တယ်အလျားတပေးအနံတပေးအလျားတပေးအနံတပေးဆိုတော့တင်းမြောက်တတပေးအမြောက်တပေးဆိုတော့ ਨੇ sorry တစ် student pay ပေါ့เนาะဆရာမဒီယာကို ဒီဒီရလေးဖြစ်လာတာကိုပြောပြချင်တော့ဟုတ်ပြီနော် test to yan pay test to yan pay ကိုမှဆရာမတော် guide နဲ့တွေ့ချင်တယ်တပေဆိုရင်3ကိုက်နော်ဒါတပေဆိုရင်3ကိုက်ဆိုတော့ဆရာမတို့က3ကိုက်အမြောက်3ကိုက်ဆိုပြီးမြောက်ရမယ်ဆရာမတို့ဒါကိုဒီ guide နဲ့ဖွဲ့ချင်လို့ရှင်ဒါဆိုရင် test to yan pay မှာရှိမှာဒီ cost to yan guide ရှိတယ်ဘာပေါ့ဗီလား test to yan pay မှာဘယ်လောက်ရှိလဲ cost to yan guide ရှိတယ် test to yan pay cost to yan guide ဆိုရင်ဆီမားကဒီမှာဒါကကြတော့တကိုက်ဒါတကိုက်တင်နေတွေ့မှာတကိုက်တင်နေတွေ့လို့ရှိရင် stitch တို့ရဲ့ guide ရမယ်အဲ့ဒါအောင်မှာတကိုက်မှာ၃ပေနော်ဆီမားနည်းနည်းလေးပြောင်းပြန်ဖြစ်သွားတယ်တကိုက်မှာ၃ပေဆိုတော့၃၃လေး၉ဆိုတော့ဘယ်လောက်လဲ stitch တို့ရဲ့ stitch တို့ရဲ့ guide မှာ stitch တို့ရဲ့ guide မှာ course တို့ရဲ့ page ရှိတယ် ရပြီနော် test to yen guide မှာ cost to yen pay ရှိတယ်ဒါဆိုရင်ဆရာမတို့ဒီမှာ636 stu yen pay ကနေ guide ကိုပြောင်းပေးရမယ်ကိုနဲ့စာဟုတ်ပြီနော်အဲ့တော့ test to yen guide cost to yen pay guide ကနေအာဒီ pay ကနေ guide ကိုပြောင်းချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုနဲ့စာစားလိုက်တော့သူကဒါကိုမရှင်းထားဒီတိုင်းပဲထားလိုက်တယ်ဆိုတော့ဆရာမတို့ဒီမှာဆက်သွဲရမှာဒီ test to yen guide အတွက်လမ်းပြုတ်ပြင်အလုပ်သမားခါက3000ကျပ် not this to yang guy အတွက်လမ်းပြုပြင်အလုတ်သမားခါက3000ကျက်ဆမ်မရစီမှာ9 9ဘိုင်636 stu yang guy ရှိတယ်5 by 636 stu yang guy အတွက်ကအလုတ်သမားခဆိုရင်တော့3000နဲ့မြောက်လိုက်ဟုတ်ပြီနော်အဲ့တော့သူ့ကိုရှင်းလိုက်တာဒီ server block ရလဲဆိုတော့ဒီမှာခု10000 1000တောင်းသိ2000 1000နဲ့2000ကျက်ရနော်ပေါ့လားနော်အဲ့ခါကျတော့စုစုပေါင်းကုန်ကြကုန်ကြငွေလို့ပြောရင်ကြောက်ဖို့ကြောက်ဖို့ဒီဒီမှာဒီမှာ9540ကျက်ရထားတယ်ကြောက်ဖို့ ။အလုတ္တမခါကြတော့ဒီမှာဒီပေးထားတယ်။2300နဲ့2000ရထားတယ်။တဲယူခါကြတော့6000အလုံးပေါင်းလိုက်လို့ရှိရင်2300,940ကျပ်ရတယ်။ဒါဒီကုန်ကြမွေးစုစုပါ။ရပြီနော်။ဒါဆိုရင်ဆရာမတို့ကဒီမှာရှင်းတာတော့ပြီးသွားပြီ။အဲ့တော့ကလေးတို့ဒီအာခက်တယ်ဆိုလို့ရှိရင်နားမလည်ဘူးဆိုရင်နားမလည်တဲ့နေရာကိုမေးပါ။ဟောဘယ်တော့သူကသင့်ခြင်းသင့်ခြင်းသင့်ခြင်းသွားမှအဆင်ပြေတာမျိုးဖြစ်ပါတယ်။လစ်ကျင်ခံကိုတသမလေးကဆရာမနောက်ဗီဒီယိုမှာမှဆက်ပြီးရှင်းပြပေးမှာဖြစ်တယ်။ ုလိုဆုံးတင်နားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်။ Like comment subscribe လုပ်ပေးပါမသိတာရှင်းလည်းမေးပါ။စာရှင်းတာနားလည်တဲ့အဆင်ပြေတယ်ဆိုရင်လည်းနားလည်တဲ့အကြောင်းလေးကိုပြောပြီးတော့မှဆင်မအောင်အားပေးခဲ့ပါရှင်။ကျေးဇူးများကြီးတင်ပါတယ်။